ခยีသွားရင် လေရင်ပေါ် luggage ထဲဘာတွေထည့်လို့မရလဲအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မြဝေသွားမယ့်အကြောင်းအရာများကတော့ပြီးပါခยีသွားတဲ့အခါလေစိတ်မှာအချိန်ကုန်တက်တာပြီးအဆင်ပြေပြေနဲ့ထပ်တန်းနိုင်ဖို့အတွက်လေရင်ပေါ် luggage ထဲထည့်လို့မရတဲ့ပစ္စည်းတွေကိုထိထားဖို့အရန်အရေးကြီးပါတယ် carry on luggage လက်ဆွဲအိတ်ထဲထည့်လို့မရတဲ့ပစ္စည်းများအရေးအမျိုးအစားများရေမွေး မျက်နှာသစ်ဆွေခေါင်းလျှော်ရည်ဆလာတွေကို100မီလီလီတာထပ်ပို့ပြီးလက်ဆွဲအိတ်ထဲထည့်ခွင့်မပြုပါဘူး။100မီလီလီတာထပ်ပို့တဲ့ပစ္စည်းတွေကိုအိတ်ကြီးထဲထည့်ရပါမယ်။ခြွန်ထပ်တဲ့ပစ္စည်းများ sharp objects ဒါကကြီးဒါမွေလက်သေးညက်ဆော့တဲ့ခြွန်ထပ်တဲ့ပစ္စည်းတွေကိုလုံးဝထည့်ခွင့်မပြုပါဘူး။မီးလောင်လွယ်တဲ့ပစ္စည်းများ flammable items ဒါစီ spray ဘူးမီးချစ် မီးဖို့ကြောင့်တုံထွေအိုးဆတဲ့မီးလောင်လွဲ့တဲ့ပစ္စည်းတွေကိုလင်းရင်ပေါ်လုံးဝတင်ကွေးမပြုတ်ပါဘူး checked luggage အကြီးတဲ့ထိုက်လို့နေရတဲ့ပစ္စည်းများအာတွင်းကရိယာများ power banks and spare batteries power bank တွေကိုလင်းပေါ်တက်တဲ့အခါကိုနဲ့အတူတူလက်ဆွဲအိတ်ထဲပဲထည့်ရပါမယ်အကြီးထဲမှာလုံးဝထည့်ခွင့်မပြုတ်ပါဘူးအောက်ကွဲစေတတ်တဲ့ပစ္စည်းများ explosive materials မိုင်းဒိုင်နမိုက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုလေရင်ပေါ်မှာလုံးဝတင်ဝေမဖြူပါဘူး။ဒါအပြင်တချို့လေကြောင်းလိုင်းတွေမှာတီးတန့်စီကန်းတွေရှိနေတာကြောင့်ခီးမစခင်လေကြောင်းလိုင်းရဲ့စီကန်းတွေကိုကြိုးတင်ဖတ်ရှုပြီးပြင်ဆင်ထားသင့်ပါတယ်နော်။ခီးသွားမိတ်ဆွေအနေနဲ့ဘန်ကောက်ယွန်ဂိုမန်လေလီယန်လက်မှတ်အသွားအပြန်ဖြတ်ချလာပဲဖြစ်ဖြစ်မြန်မာပြည်ကနေ PTV စာအုပ်ရှိလို့ထိုင်းကိုတက်ချလို့ပဲဖြစ်ဖြစ် Thai DR Visa or E Visa များလည်းတပတ်အသေးရအောင်ဝန်ဆောင်မှုပေးပါရခင်ဗျာ တင်ရဲ့ခီးစဉ်အိမ်မက်တွေအမှန်တကယ်ဖျက်လာဖို့အတွက်အသီးသီးတည်ရှိလိုပါကအောက်ပါဖုန်းနံပါတ်တုံးမဟုတ် Viber တို့ကညအဆင့်အချိန်မရွေးဆက်သွယ်မိမြနိုင်ပါတယ်မြန်မာဖုန်းတုံးမဟုတ်ထိုင်းဖုန်းတီ Viber တို့ကညတဆင့်အချိန်မရွေးဆက်သွယ်မိမြနိုင်ပါတယ်အားလုံးပဲပျော်ရွှင်စရာခီးစဉ်လေးဖြစ်ပါစေ